မင်္ဂလာပါကျွန်တော်ကဒီနေ့ Alpha Electronic ရဲ့ customer တွေအတွက်ပစ္စည်းတွေဝယ်ယူတဲ့အခါမှာအကျိုးကျေးဇူးတွေအများကြီးဖြစ်စေမယ့် Iran နေ online platform လေးတစ်ခုနဲ့မိတ်ဆက်ပေးပါမယ်ဒီဗီဒီယိုလေးအဆုံးမှာကျွန်တော် Alpha ရဲ့ ANTF 123BT battery ပံကားလေးတစ်လုံး giveaway ပေးမယ့်အစီအစဉ်လေးရှိတာမို့အဆုံးထိကြည့်ပေးကြပါဦးဒီ Iran နေ platform လေးအသုံးပြုဖို့နီလန်၃ခုရှိပါတယ် ကိုဝယ်ယူလိုက်တဲ့ product ဒါမှမဟုတ်ဘူးကွန်ပေါ်မှာကတ်ထားတဲ့ scan လေးကနေပဲဖြစ်ဖြစ်ကျွန်တော် retail shop တွေ dealer site တွေမှာရှိတဲ့ iran ni qr scan stand လေးကနေပဲဖြစ်ဖြစ် alpha mm mobile app ကနေပဲဖြစ်ဖြစ်အသုံးပြုနိုင်မှာဖြစ်ပါတယ်ကဲအခုကျွန်တော်က scan ဖတ်ပြီးတော့အလွယ်တကူ iran ni လေးပြုလုပ်ပြပါမယ် step 1အနေနဲ့အရင်ဆုံး iran ni scan qr လေးကို scan လိုက်ပါမယ် step 2အနေနဲ့ register iran ni here ဆိုတာလေးကိုနှိပ်ရပါမယ်အခုမြင်ရတာလေးတွေကတော့ transaction condition တွေပဲဖြစ်ပါတယ် ဒီမှာဆိုရင်လည်း Randy ထဲမှာဘလူး AR တွေကြောင့်ဆိုပြုပြင်နိုင်လေဘလူး AR တွေဆို Randy ထဲအကျုံးဝင်မှုလဲဆိုတာသိချာလေးရေးပေးထားပါတယ် Thompson condition လေးတွေကိုဖတ်ပြီးပြီဆိုရင်တော့အခုပြထားတဲ့အတိုင်း accept လေးလုပ်ပြီးလိုက်ပါမယ် step 3အနေနဲ့ကတော့ registration form လေးကိုဖြည့်ကြပါမယ် customer name လေးမှာကိုယ်နာမည်လေးဖြည့်ပေးပါဖုန်းနံပါတ်နေရာမှာဖုန်းနံပါတ်လေးဖြည့်ပေးမယ် မော်ဒန်နံပါတ်လေးမှာကိုဝယ်ယူသွားတဲ့ပစ္စည်းရဲ့မော်ဒန်နံပါတ်လေးကိုဒီလိုလေးဖြည့်ပေးလိုက်ပါမယ်။ serial number လေးမှာဆိုရင်တော့ကိုဝယ်ယူထားတဲ့ product ဘူးမှာကပ်ပေးထားတဲ့ဒီလိုနံပါတ်လေးကိုရိုက်ပေးရမှာဖြစ်ပါတယ်။ဒီနေရာမှာသတိထားမှာတစ်ခုကကျွန်တော်ပစ္စည်းတွေအချို့မှာဘားကုန်လေးတွေနှစ်ခုပါနေတတ်ပါတယ်။ serial number ကဘယ်ဟာလဲဆိုတော့ကိုခွဲခြားဖို့အတွက်ဒီလိုကဏ္ဍတွေပဲပါတဲ့ဟာကဘာကုတ်ဖြစ်ပြီးတော့ဒီလိုကဏ္ဍတွေရောအခရာတွေရောပါတဲ့ဟာက serial number ပဲဖြစ်ပါတယ် shop name ကတော့ရှင်းပါတယ်ကိုဝယ်ယူခဲ့တဲ့စိုင်နာမည်လေးကိုရေးပေးရုံပါပဲ resit image ကတော့စိုင်ကဝယ်ယူလို့ပေးလိုက်တဲ့ payment voucher လေးကိုဓာတ်ပုံလေးရိုက်ပြီးတော့ upload ပေးလိုက်ရုံပါပဲ product category မှာကတော့ကိုဝယ်ယူလိုက်တဲ့ပစ္စည်းမျိုးစားကိုရွေးပေးရမှာပဲဖြစ်ပါတယ် ဥပမာအနေနဲ့ကိုယ်ဝယ်ယူလိုက်တဲ့ပစ္စည်းကအဲကွန်းဆိုရင်အဲကွန်ဒီရှင်နာလေးကိုရွေးချယ်ရမှာဖြစ်ပြီးတော့ဖရီဇာဆိုရင်ဖရီဇာဆိုတဲ့မျိုးစားလေးကိုရွေးချယ်ရမှာဖြစ်ပါတယ်ဝယ်ယူတဲ့နေဆွဲလေးကတော့ကိုယ်ဝယ်ယူခဲ့တဲ့နေရက်လေးတွေကိုရွေးပေးလိုက်ရပါပြီရမတ်လေးမှာဆိုရင်တော့ကိုယ်ဝယ်ယူခဲ့တဲ့စိုင်လေးကအဆင်ပြေမပြေဒါမှမဟုတ်အလုတ်ရှုပ်ခံမရေးချင်ဘူးဆိုရင်လည်းဝယ်လိုက်တဲ့ product model လေးပဲရေးရေးအဆင်ပြေပါတယ်ခင်ဗျာအားလုံးဖြည့်ပြီးပြီဆိုရင်တော့ submit လေးနှိပ်ပေးလိုက်ပါမယ်အဲ့ဒါဆိုရင်ဖုန်းမှာ SMS code လေးဒီလိုမျိုးလေးကြလာမှာဖြစ်ပါတယ် နောက်ဆုံးအစ်အနေနဲ့ကတော့ Irani DD ဆိုတာလေးပေါ်လာမှာဖြစ်ပါတယ်။အခုဆိုရင်တော့လွယ်လွယ်ကူကူနဲ့ပဲကိုယ့်ရဲ့ Randy ပိုင်ဆိုင်ခွင့်ရမယ့် date တွေ data တွေကိုအသေးစိတ်ကြည့်လို့ရပါပြီ။ဒီ online platform လေးကိုအသုံးပြုရင်ဘာတွေကောင်းကျိုးရမလဲဆိုတော့ကိုယ်ဝယ်ထားတဲ့ပစ္စည်းတွေနဲ့ပတ်သက်တဲ့ Randy Gala တွေ၊စောင့်ဝင်ရှောင်ဝင်တွေကို online မှာအလွယ်တကူနဲ့စစ်ဆေးနိုင်ခြင်း၊ service နဲ့ Randy issue တွေကို company ဘက်မှကူညီပေးရတဲ့အခါမှာလည်းလျှင်မြန်နိုင်ခြင်းစတဲ့အကျိုးကျေးဇူးတွေကိုရရှိမှာပဲဖြစ်ပါတယ်။ ကဲဒါဆိုရင်တော့ကျွန်တော်ချစ်ရတဲ့ customer တွေအတွက်လွယ်ကူလှင်မြန်ပြီးကိုယ်ဝယ်ယူလိုက်တဲ့ပစ္စည်းရဲ့အချက်အလက်တွေ Randy နဲ့ပတ်သက်တဲ့စောင်ရံရှောင်ရံတွေနဲ့ Randy ကာလာအသေးစိတ်တွေကိုသိရှိနိုင်ဖို့အခုပဲ e-Randy platform လေးကိုအသုံးပြုပြီးတော့ဝယ်ယူလိုက်ကြဆိုတော့ mobile app အနေနဲ့အသုံးပြုမယ်ဆိုရင်လေဒါလေးကတော့ Alpha MN app ပဲဖြစ်ပါတယ်ဒီ app လေးကိုတော့ကျွန်တော် iPhone user တွေအတွက် App Store မှာ download ပြုလုပ်လို့ရမှာဖြစ်ပြီးတော့ Android user တွေအတွက်တော့ကျွန်တော် Google Play Store မှာ download ပြုလုပ်နိုင်မှာပဲဖြစ်ပါတယ် ကျွန်တော်အစမှာပြောသွားတယ် giveaway ပေးမယ်ဆိုတော့ FI ALTF 123 BT battery pack လေးကိုဘယ်လိုရယူရမလဲဆိုရင်တော့လူချင်းမင်းတို့စီမှာအရင်ဆုံး FI ပစ္စည်းတစ်ခုခုဝယ်ထားပြီးသားဖြစ်နေရပါမယ်။ပြီးရင်ကိုမတ်မှာ FI ချထားပေးတဲ့ QR လေးကို scan ဖတ်ဒါမှမဟုတ်ကိုဝယ်ထားတဲ့ product မှာကတ်ထားတဲ့ scan ဆိုရင်လည်းရပါတယ်။ ကျွန်တော်ဗီဒီယိုလေးနဲ့ပြောသွားတဲ့တဆင့်ရင်းစီကိုဖြည့်ပြီးတော့ register ပြီးမြောက်သွားပြီဆိုတဲ့ screen shot လေးကိုကျွန်တော်တို့အခုဗီဒီယိုအောက်မှာ comment လေးမန့်ပေးရမှာဖြစ်ပါတယ်။တခြား comment တွေဆိုဖြတ်လိုက်ပါပါ။ event ကြီး screen shot ပါတဲ့ comment ပါအကျုံးဝင်ပါတယ်ခင်ဗျာ။ဒီ comment လေးတွေကိုတော့ကျွန်တော် random picker နဲ့ရွေးချယ်သွားမှာပါ။ရွေးချယ်ခံရတဲ့သူဟာစီကန်းတွေနဲ့ကိုက်ညီနေပြီဆိုရင်တော့တသိန်း6တောင်းဝန်းကျင်ရှိတဲ့ကျွန်တော် AFI အမိုက်စာဒီပံငါလေးကိုရရှိမှာပဲဖြစ်ပါတယ်။အဆုံးနဲ့ကြည့်ကြည့်ပေးခဲ့ကြရတဲ့ကျေးဇူးများကြီးတင်ရှိပါတယ်။ကျွန်တော်အခုဖုန်းမှာနောက်ဗီဒီယိုမှာပြန်ဆုံပါမယ်။